2016ခုနှစ်စက်တင်ဘာလ7ရက်နေ့ဆဲမတော်ဝင်းမြေရတာပြည့်စုံသောနိဗ္ဗာန်လမ်းပြအလင်းရောင်ချမှတ်သစ္စာ၄ပါးတရားတော်သစ္စာဆိုတဲ့အမှန်တရားက၄ပါးရှိတယ်အဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခသစ္စာဒုက္ခသမုဒိယသစ္စာဒုက္ခနိရောဓသစ္စာဒုက္ခနိရောဓမေက္ခသစ္စာဆိုပြီးတော့သစ္စာ၄ပါးရှိတယ်သစ္စာဆိုတာကမှန်တာ မှန်တာကိုတစ္ဆာလို့ပြောတာဘာလို့ဘယ်လိုမှန်နေသလဲဆိုတော့တရားတွေကသူ့ဟာသူ ဟုတ်နေမှန်နေတာတစ္ဆာတရားဆိုတာဘာသာရေးတရားလူမျိုးတရားမဟုတ်ဘူးဘယ်ဘာသာဘယ်လူမျိုးမှမဆိုဟုတ်မှန်နေတဲ့တရားဒုက္ခတစ္ဆာဆိုတဲ့တရားကဆင်းရဲတာမှန်နေတာပဲဒုက္ခသမုဒိယတစ္ဆာဆိုတဲ့တရားကလည်းပဲဆင်းရဲခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းမှန်နေတာပဲဒုက္ခနိရောဓတစ္ဆာဆိုတဲ့တရားကလည်းဆင်းရဲ ငြိမ့်တဲ့တရားမှန်းနေတာပဲဒုက္ခနိရောဓဂ ामी တိတစ္ဆာဆိုတဲ့တရားကတော့ဆင်းရဲငြိမ့်ရာငြိမ့်ချောင်းအကျင့်ကောင်းဆိုတဲ့တရားအမှန်ပဲဒီတရားတွေကသူတစ္ဆာနဲ့သူဟုတ်မှန်နေရသမှုရဆိုတဲ့ဆင်းရဲခြင်းကိုဖြစ်စေတတ်တဲ့အကြောင်းခံရင်ဒုက္ခဆိုတဲ့ဆင်းရဲခြင်းကဖြစ်လာမှာမလွဲအဲ့ဒါလိုပဲဆင်းရဲငြိမ့်ရာငြိမ့်ချောင်းအကျင့်ကောင်းဖြစ်တဲ့မဲ့အကျင့်နဲ့နေမဆိုရင်လည်းဆင်းရဲခြင်းတွေချုပ်ငြိမ့်ပြီး ဒုက္ခချုပ်ငြိမ်းရာကြီးနဲ့တွေ့နေမှာမလွဲပါဘူး။ဒါကြောင့်တရားတွေကသူ့အကြောင်းကျိုးနဲ့သူဟုတ်နေမှန်းနေတာ။ဒုက္ခပစ္စည်းတတ်တဲ့အကြောင်းတွေကိုတီယိုကြီးကလုပ်ရင်တီယိုကြီးဒုက္ခဖြစ်မှာပဲ။ကလာကြီးကလုပ်ရင်ကလာကြီးလည်းဒုက္ခဖြစ်မှာပဲ။ဘယ်ဘာသာဝင်ဘယ်လူမျိုးဖြစ်ဖြစ်ဒုက္ခပစ္စည်းတတ်တဲ့အကြောင်းခံရင်ဒုက္ခဖြစ်မယ်။ဒုက္ခငြိမ်းအောင်အကျင့်ကောင်းနဲ့နေမယ်ဆိုရင်ဒုက္ခငြိမ်းမှာပဲ။သစ္စာလေးပါးရှိတယ်ဆိုပေမဲ့သစ္စာလေးပါးစလုံးအမြဲရှိနေတာတော့မဟုတ်ဘူး။ နေရတဲ့တစ္ဆာဆိုတဲ့စင်ရင်ရင်ကြီးတရားကတော့အမြဲရှိနေတာသမုဒိယနဲ့ဒုက္ခတစ္ဆာကတော့အမြဲမရှိဘူးဒုက္ခတစ္ဆာဆိုတဲ့တရားကအမြဲရှိနေတဲ့တရားမဟုတ်ဘူးသူကအလိုတခုနဲ့ပြုပြင်ပြီးမှဖြစ်လာရတဲ့တရားသင်္ခါရတရားလို့ခေါ်တယ်သင်္ခါရဆိုတာပြုပြင်ပြီးထူထောင်ပေးတာသင်္ခါရတရားတွေဖြစ်အောင်ကိုယ်နဲ့ပြုလုပ်ပေးရတယ်နှုတ်ပြင်ပြောဆိုပေးရတယ်စိတ်နဲ့ကြံစည်ပေးနှလုံးသွင်းပေးအောက်မွေပေးရတယ်အဲ့ဒါလို့ ကိုနိုစိတ်သုံးပါးတပါးပါးနဲ့ပြုပြင်ပြီးမှ ဖြစ်လာရတဲ့တရားတွေကိုသင်္ခါရတရားလို့ခေါ်တယ်ဒုက္ခသစ္စာတရားကသင်္ခါရတရားဒါကြောင့်ဒုက္ခဖြစ်ဖို့တွေ့သမှုရိယဆိုတဲ့အကြောင်းခံပြရတယ်သမှုရိယအကြောင်းမခံဘဲနဲ့ဒုက္ခဆိုတဲ့တရားမဖြစ်နဲ့ဒါကြောင့်သမှုရိယနဲ့ဒုက္ခသစ္စာနှစ်ပါးကအမြဲတမ်းရှိနေတဲ့တရားမဟုတ်ဘူးတခါတည်းကအလိုတစ်ခုနဲ့ကြံစီပြီးအောင်းမေပြီးနှလုံးသွေးပြီးမှ ဖြစ်လာတတ်တဲ့အဖြစ်တရား ဒါဖြင့်အမျက်ရှိနေတဲ့တရားကဘယ်တရားလဲဒုက္ခနိရောဓသစ္စာလို့ခေါ်တဲ့စင်ရင်ငြိမ်းခြင်းတရားကတော့အမျက်ရှိတယ်။သင်္ကာရရှုပ်ရာကိုနိရောဓသစ္စာလို့ခေါ်တယ်။သင်္ကာရနဲ့ထူထောင်မပေးရင်ဒုက္ခချုပ်ငြိမ်းရာနိရောဓသစ္စာတရားကအမျက်ရှိတယ်။အဲ့ဒီအမျက်ရှိနေတဲ့နိရောဓသစ္စာတရားကိုမသိရတာ။ဖျားပွင့်မှသာဒီသစ္စာလေးပါးတရားကိုဖျားဟောလို့သိရတာ။သစ္စာတရားတွေကိုနာကြပြီး နိရောဓသစ္စာကိုမြင်နဲ့ဉာဏ်ဖြစ်တာကိုပဲမေကတ္တသာလို့ပြောရတာဒါကြောင့်မေကတ္တသာကလည်းပဲအမျက်ရှိနေတဲ့တရားမှုဒါကြောင့်သစ္စာ၄ပါးထဲမှာမမျက်ရှိနေတဲ့တရားကနိရောဓသစ္စာတရားတခါတည်းအလိုတကူနဲ့ပြုမှဖြစ်လာတဲ့တရားကသမုဒိယနဲ့ဒုက္ခတိဒုက္ခသစ္စာတရားမေကတ္တသာကတော့နိရောဓကိုမြင်မှမေကတ္တသာဖြစ်မှာအဲ့ဒီတော့သမုဒိယနဲ့ဒုက္ခသစ္စာနှစ်ပါးကတန်နေရာလေစေတတ်တဲ့တရား ဝိုလ်တွင်သစ္စာနှစ်ပါးလို့ခေါ်တယ်။និယောဒနဲ့မကသစ္စာနှစ်ပါးကတော့တန်တရာမှကျွတ်လွတ်ထွက်မြောက်စေတတ်တဲ့တရားနှစ်ပါးပေါ့။ဒီတော့တန်တရာလေးစေတတ်တဲ့သမှုရိယနဲ့ဒုက္ခသစ္စာနှစ်ပါးကိုလည်းသိရမယ်။တန်တရာမှလွတ်မြောက်စေတတ်တဲ့និယောဒနဲ့မကသစ္စာနှစ်ပါးကိုလည်းသိရမယ်။မြတ်စွာဘုရားဘုရားဖြစ်တော်ပြန်စဝကီငါ့ကိုတရားစဟောတယ်။ဘယ်တရားကစဟောတယ်လဲဆိုတော့သစ္စာလေးပါးတရားကစဟောတယ်။ ။သစ္စာလေးပါးတရားကိုနာကြားပြည့်တဲ့နောက်ပြင်စပိုက်ကြီး၅ဦးစလုံးသောတာပန်တည်တာပဲ။နောက်အနတ္တလက္ခဏာသူဆက်ခေါ်လိုက်မှ၅ဦးစလုံးညာဟန္တာဖြစ်သွားတယ်။သစ္စာလေးပါးရှိတဲ့အထက်မှာလည်းပဲတရားကအယဉ်စဟောတယ်လေဆိုတော့ဒုက္ခသစ္စာကစဟောတယ်။ဒုက္ခကိုသိမှသမှုရိယကိုပယ်လို့ရမှာ။သိပယ်ဆိုင်ပွားတဲ့ဒုက္ခသစ္စာကပဉ္စပါးသိရမယ်တရား။သမုဒိယသစ္စာကပေးရမယ်တရားနိရောဓသစ္စာကဆက်ရောက်ရမယ်တရား မေကအတ္တစာကပွားများရမယ်တရားဒုက္ခကိုသိဆိုတဲ့နေရာမှာဘယ်လိုသိရမှာလဲဒုက္ခတွေအများကြီးရှိတဲ့ထဲကဘယ်ဒုက္ခကူတော့ဖြစ်ပေလို့ရတယ်ဘယ်ဒုက္ခကတော့ပေမရဘူးနဲ့ပန်းရှာပြီးသိရမှာဒုက္ခကိုသိရမယ်လို့မပြောမှမပြောဘူးနော်ပန်းရှာပြီးသိရမယ်လို့ပြောတာပန်းရှာသိရမယ်ဆိုကြတဲ့ကဒုက္ခတစ်မျိုးတည်းမဟုတ်လို့ပေါ့ဒုက္ခတွေအများကြီးရှိတဲ့ထဲကမျိုးတူရတူရပေါင်းနိုင်မယ်ဆိုရင် ဒုက္ခကနှစ်မျိုးပဲရတယ်အဲ့ဒါကခန္ဓာမှာသူ့တဘာဝအတိုင်းဖြစ်နေတဲ့တဘာဝဒုက္ခနဲ့အလိုအာတာကြောင့်ဖြစ်လာရတဲ့အာတဘအာတာဒုက္ခဆိုပြီးနှစ်မျိုးရှိတယ်သံယူသွားကျမယင်ရည်တွန့်ခါကိန်းနှထိုင်စတဲ့ဥချင်းဒုက္ခဟာကိုကဥစီရင်လို့ဥရလာသူ့တဘာဝအတိုင်းဥရလာသူ့တဘာဝအတိုင်းဥရပါဗျာဒါကြောင့်ဥရကတဘာဝဒုက္ခအဲ့ဒါလိုပဲ အနာရောဂါနှိမ့်စေခြင်း၊နာကျင်ဒုက္ခ၊သိကျင်ဒုက္ခရာကိုတဘောဝအတိုင်းဖြစ်နေတာမဟုတ်လား။ဟုတ်ပါတယ်ဗျာ။ဒါကြောင့်ဥနာတိဆိုတဲ့ဒုက္ခကတဘောဝအတိုင်းဖြစ်နေတဲ့တဘောဝဒုက္ခတွေပယ်လို့မရဘူး။နောက်ပြီးခန္ဓာကျွေးမှုအတွက်လောကိယပူရတဲ့ဒုက္ခဒီဒုက္ခရာကိုပယ်လို့ရသလားမရဘူးနော်။ဒီခန္ဓာကြီးရထားမှာတော့သူ့ကိုမကျွေးပဲပြစ်ထားလို့မှမရပဲ။ဒီတော့ခန္ဓာကျွေးမှုအတွက်ကိုတက်တဲ့တက်ပညာနဲ့ လောကင်ရှာဖွေစတဲ့ရတဲ့ဒုက္ခဒီကုဒီဒုက္ခကလည်းပယ်လို့မရတဲ့သဘောဝဒုက္ခပဲဒီဒုက္ခတွေကဘယ်မှာဖြစ်တာလဲရုပ်မှာဖြစ်တာလားစိတ်မှာဖြစ်တာလားရုပ်မှာဖြစ်တာပါဗျာအေးဒါကြောင့်ရုပ်မှာဖြစ်တဲ့ရုပ်ဒုက္ခတွေကတော့မသိမရှင်းတွေ့ကြုံခံစားနေရမှာမလို့ပယ်မရတဲ့ဒုက္ခသုတ်တန်ကြမှာ ဆုံးမဲ့ဒုက္ခလို့ပိုင်းခြားပြီးသိလိုက်ပါဒါပြင်ပယ်လို့ရတဲ့ဒုက္ခကဘယ်ဒုက္ခလဲအဲ့ဒါသိဖို့လိုတယ်နော် တဘာဝနဲ့ဖြစ်နေတဲ့ရုပ်ဒုက္ခကတော့ပယ်လို့မရဘူးအရိယာသူတော်ကောင်းများပယ်သွားတဲ့ဒုက္ခကအလိုကြောင့်ဖြစ်လာရတဲ့စိတ်မှာစိတ်မှာပင်ပန်းမှုဉာဏ်မှုပူပန်မှုစတဲ့စိတ်ဒုက္ခတွေကိုသာပယ်သွားကြတာစိတ်ဒုက္ခကငကိုကမရှိဘူးအလိုတစ်ခုနဲ့နှလုံးသွင်းပေးထူထောင်ပေးမှဖြစ်လာကြတာအလိုအာတာကြောင့်ဖြစ်လာရတဲ့ဒုက္ခမှုအတဝဒုက္ခလို့ခေါ်တယ်အတဝဒုက္ခဆိုတာကအလိုတဏှာလောဘကြောင့်စိတ်မှာကောင်းကောင်း ဆိုဆိုအမျိုးမျိုးသော စိတ်တွေအတိအသင့်ဖြစ်နေရတာကိုပြောတာစိတ်ကလေးညီနေရကနေအလိုတစ်ခုနဲ့ထည့်ကြည့်လိုက်တော့စိတ်မှာလောဘဒေါသစတဲ့ဉာဏ်နဲ့တဲ့စိတ်တွေအတိအသင့်ဖြစ်ရလို့စိတ်ဓာတိဒုက္ခလို့ပြောတာအရိယာဉာဏ်နဲ့သိတဲ့ဒုက္ခကဒီစိတ်ဓာတိဒုက္ခကိုပြောတာ အမိဝမ်းထဲမှာပြိတ္တနေရနေရတဲ့ဒုက္ခကတော့တဘာဝဒုက္ခတော့ဟုတ်တယ်အလိုရောက်ဖြစ်တဲ့အတဝဒုက္ခတော့မဟုတ်ဘူးပြိတ္တန်ဒီနေရတာကိုဒုက္ခလို့ပြောရတယ် အမိဝမ်းထဲမှာကိုးလာဆယ်လအောင်ပြီးပြိတ္တန်တည်းနေရတာမဆင်းရဲဘူးလားဆင်းရဲပါတယ်ဗျာဆင်းရဲတယ်ဆိုတာခင်ဗျားတို့ကျွတ်တုအမိဝမ်းတွင် အောင်စဉ်ခါတုန်းကဆင်းရဲတယ်လို့သိခဲ့ရလားမသိခဲ့ဘူးနော်ဒါပြန်ဆင်းရဲတယ်လို့ဘာလို့ပြောတာလဲဆင်းရဲတယ်ဆိုတာခုမှပြန်တွေးကြည့်ပြီးပြောတာပြန်တွေးကြည့်လိုက်တော့မှအမိဝမ်းတဲ့အောင်ရမှာကြောက်ရွံ့ကြည့်ပါလားမိခင်ရဲ့အစာရင်သစ်ကိုခေါင်းပေါ်တင်အစာရင်ဟုံးကိုဖင်ခုထိုင်ပြီးကွေးကွေးလေးနေရတာဆင်းရဲလိုက်တာဆိုပြီးအမိဝမ်းတဲ့ ပြန်အောင်ရမှာကြောက်တဲ့စိတ်တွေကဖြစ်လာတယ်အဲ့ဒီကြမှာဒုက္ခအစစ်ဖြစ်တာဗျအမိဝမ်းနဲ့မာတော့ကကြောက်ရမှလန့်ရမှမတိခဲ့ဘူးခုပြန်တွေးကြည့်တော့မှကြောက်လာတာငါကိုစိတ်ကလေးငြိမ့်နေရကကြောက်တဲ့လန့်တဲ့စိတ်တွေအစ်ဖြစ်လာရလို့စိတ်ဇာတိဒုက္ခလို့ပြောတာအဲ့ဒါကိုသစ္စာဖွင့်ကြည့်လိုက်တော့အမိဝမ်းနဲ့ပြန်မအောင်ရင်တဲ့အလိုကသမှုရိယသစ္စာကြောက်တဲ့စိတ်လန့်တဲ့စိတ်တွေဖြစ်လာတာကဒုက္ခသစ္စာမမှန်ဘူးလား နှစ်ကိုမတွေ့ခင်ကစိတ်ကလေးအေးနေတာတွေးကြည့်လိုက်တော့ဒုက္ခဖြစ်လာတာဒါကြောင့်အမိဝမ်းထဲမှာကိုးလက်ဆယ်လက်ပြိတန်တိနေရတဲ့ဒုက္ခကတဘာဝဒုက္ခအခုပြန်တွေ့ကြည့်ပြီးကြောက်တဲ့လက်နဲ့စိတ်ဖြစ်လာတာကအတဝဒုက္ခအဲ့ဒီတော့တဘာဝဒုက္ခနဲ့အတဝဒုက္ခကိုပိုင်းခြားပြီးသိလိုက်ပါတဲ့အဲ့ဒါလိုပါပဲဩရဏာရတိတာကတဘာဝဒုက္ခဩရဏာရတိတာကိုမကြိုက်တဲ့အလိုနဲ့ထည့်ကြည့်လို့စိတ်ထဲမှာညှဉ်းနှိုင်းရတာကအတဝဒုက္ခ အဲ့ဒီတော့တစ္ဆာနဲ့ဖွဲ့ကြည့်မအိုရင်နဲ့အလူပြူရင်နဲ့အလူကဘာတစ္ဆာလဲသမုဒိယတစ္ဆာအလူရောက်စိတ်ဆင်းရတာကဒုက္ခတစ္ဆာမမှန်ဘူးလားမှန်တယ်နော်အိုတာကတော့အိုတာပဲငကူကစိတ်ညစ်သလားမညစ်ဘူးနော်အလူနဲ့ထည့်ကြည့်လိုက်တော့မှစိတ်ညစ်လာတာအလူသာထက်မပြီးဒီဒုက္ခမရှိဘူးနော်ဒါကြောင့်အရိယာများပယ်သွားတာကအလူရောက်ဖြစ်တဲ့စိတ်ဒုက္ခကိုသာပယ်သွားကြတာတဘာဝအတိုင်းဖြစ်နေတဲ့ဥနာဒီဒုက္ခကတော့ ပယ်မရမှန်းသိလို့ပယ်တဲ့အလုံမလုတော့ပဲလက်ရှိဒုက္ခကြီးနဲ့တဲ့အောင်နေသွားကြတာပဲခမရတို့ကျွတ်တို့ကတော့ဒုက္ခကိုယံလုနေကြတယ်။အိုရာမကောင်းမှုနာရာမကောင်းမှုဒေရာမကောင်းမှုနဲ့ဒုက္ခကိုယံလုနေတယ်။ဖျားယန်းနာများကတော့အိုတဲ့အမှန်နာတဲ့အမှန်သေတဲ့အမှန်အမှန်တကူပေါ်မှာညံတကူနဲ့တဲ့တယ်လေးပြီးပြီးချိန်တဲ့အလိုမချိန်တဲ့အလိုတွေထက်မပြေတော့အပူဒုက္ခငြိမ့်သွားတာပေါ့။နကုဒုက္ခကတော့မငြိမ့်ဘူးနော်။ ခန္ဓာဒုက္ခကတော့ဘုရားနာမြတ်မှာလည်းပဲမငြိမ်းဘူးနော်ပရိနိဗ္ဗာန်စံမှငြိမ်းပါသိမ့်မှာဖြစ်တဲ့အတ္တဝဒုက္ခသာငြိမ်းနာတဘောဝဒုက္ခကတော့မငြိမ်းသေးဘူးတခါတော့ကဆရာတော်ဟဲ့ကျုပ်ကိုမေးတယ်ယန္တာပါနဲ့နေတယ်လေတဲ့ကျုပ်ကလည်းယန္တာဆိုမှတော့နိဗ္ဗာန်နဲ့နေမှာပဲလို့ထင်ပြီးနိဗ္ဗာန်နဲ့နေတယ်လို့ဖြေလိုက်တယ်မင်းအတော်လျှော်တဲ့ကောင်ယန္တာကဒုက္ခနဲ့နေတာဟာလေကျုပ်ကဒီစကားသဘောမကျဘူးယန္တာလည်းဆိုသည် ဒုက္ခနဲ့လေနေသည်ဆိုတော့ဘယ်သဘောကြမလဲတရားဆိုတော့လေပြန်တော့မပြောရဘူးနောက်ကြမှာသဘောပေါက်ယဟန္တာမအိုးဘူးလားပူတာပေါ့မနာဘူးလားနာတာပေါ့ဉာဏ်စိတ်ကြားစိတ်တွေတော့ဘွားဘွားဖြစ်ပြီးတလေးလေးချုပ်ပြောင်နေတဲ့ဖြည့်ချင်းပြည့်ချင်းမကင်းတဲ့ဒုက္ခမရှိဘူးလားရှိတာပေါ့ဒီတော့ယဟန္တာဘာနဲ့နေသလဲယုတ်နံဒုက္ခကြီးနဲ့နေနေတာလीနိဗ္ဗာန်ကအချိန်ပြည့်အာရုံပြည့်နိုင်လာမှာမဟုတ်ပဲယုတ်နံဒုက္ခနဲ့က စက်ကမလန်နေနေရတယ်အဲ့ဒီကြမှာကျုပ်သဘောပေါက်ကျင်းနဲ့သွားတာဒါပါပဲသဘောဝနဲ့အတဘောကိုခွဲခြားသိဖို့လိုတာပါပဲကျုပ်မြင့်ညာမှာအကြောင်းတိုင်တော့ငါပြောအောင်မယ်ကျုပ်ကျောင်းဝန်းကြီးအကြီးကြီးကျောင်းဝန်းရဲ့ဘေးမှာလေခွင်းတွေရှိတယ်ကျောင်းဘော်ကနေကြည့်လိုက်ရင်လေခွင်းတွေကိုလှမ်းမြင်ရတယ်တရက်ကြတော့ကျုပ်ကျောင်းဘော်ကနေလေခွင်းတွေကိုလှမ်းကြည့်လိုက်တော့ကောက်ဆက်သမားကြီးကောက်တိုင်နေရတာမြင်ရတယ်နေဘူးကျဲကျဲတဲ့မှာထမင်းဆူရွှဲနဲ့ကောက်တိုင်နေကြတယ်ကျုပ်ကသူတို့ကိုကြည့်ပြီး ဩပရိယနာဝန်ဆိုင်ရေးအတွက်လှုပ်ရကားတယ်မလွဲပါကလားပင်မဆင်းရဲလိုက်တာနဲ့ကျုပ်စိတ်ထဲမှာဖြစ်နေတာပြောပါတယ်ကျုပ်ကလားသူတို့ကိုကြည့်ပြီးပင်မလိုက်တာဆင်းရဲလိုက်တာနဲ့ဖြစ်နေတာသူတို့ကတော့ဟုတ်ပါဦးပြောလို့တရှင်းများတော်ဆိုလိုက်သည်အဲ့ဒီကြတော့မှဩကောက်စိတ်တဲ့သူကဘာမှမဖြစ်ပဲဘီးကထိုင်ကြည့်နေတဲ့သူကဒုက္ခဖြစ်နေတာကိုလို့ဟုတ်တယ်သူတို့ကတော့သူတို့လို့သူတို့လုံနေကြတာပဲဘာဒုက္ခမှမဖြစ်ဘူး ကျုပ်ကလည်းဘာမှမလုပ်ပဲဘေးကထိုင်ကြည့်ပြီးဒုက္ခဖြစ်နေတာဒါကြောင့်လောက်ရလို့ဒုက္ခဖြစ်တာမဟုတ်ဘူးမလုပ်ရှင်နဲ့အလူရောက်တာဒုက္ခဖြစ်ရတယ်အလူသာထက်မပြီးနဲ့ဘာဒုက္ခမှမရှိဘူးဒီနေရာမှာစိတ်ဒုက္ခမဖြစ်တော့ဘူးဒါဆိုလိုတာပါသင်္ဘောသိမှာဗျာကိုနေကုန်ကြအလူသမားတွေဆိုင်ကြီးတွေထမ်းပူနေလိုက်ကြတာကျုပ်ကတော့သူတို့ကိုကြည့်ပြီးပင်မဆင်းရဲတာနော်လို့အောင်းမိတယ်ဘယ်ဟုတ်မလဲသူတို့ကလေရှင်တော်ထမ်းလိုက်သေးတယ် ကိုတက်တဲ့အတက်ပညာနဲ့လုတ်ကင်ရှားပြီးစားတော့ကြတာဘာတို့ကမှမဟုတ်ပါဘူးဗျာမလုတ်ရှင်နဲ့အလိုဆန္ဒနဲ့လုံနေရင်ဒါဒုက္ခဖြစ်တာပါ အလိုမပါဘဲဝတရားအတိုင်းဆောင်ရွက်နေကြတာဒုက္ခမဟုတ်ပါဘူးကျောင်းသားကစာကျင့်ရမယ်ဇီးသားကဇီးရောမယ်ကုလိကကုန်တန်းရမယ်သူ့လိုသူ့လိုနေကြတာဒုက္ခမဟုတ်ပါဘူးအလိုသာထက်မပြီးနဲ့ဘာဒုက္ခမှမရှိဘူးအဲအလိုသာထက်ပြီးလို့ကတော့ဒုက္ခဖြစ်ပြီးမှတ်ကျောင်းသားကစံမကျေရှိမှုဆိုရင်ဒုက္ခဖြစ်ပြီး ဈေးတွေပြည်ပြီးဈေးမယုံညင်ပါဘူးဆိုရင်တော့ဒုက္ခပြည်ပြီးဥလိယကုံမထမ်းညင်ပါဘူးဆိုရင်တော့ဒုက္ခပြည်ပြီးဒုက္ခကအဲ့ဒီကြောင့်မှဖြစ်မှာကျောင်းသားကစာကြက်မှာပြည့်နေမကြက်ရှင်ဘူးမကြက်ရှင်တော့စိတ်ညစ်ရောအဲ့ဒါကိုသစ္စာဖွဲ့ကြည့်သံမကြက်ရှင်တဲ့အလို့ကဘာသစ္စာလဲသမှုရိယသစ္စာသံမကြက်ရှင်ပဲကြက်လူကြက်ရလူစိတ်ညစ်တာကဒုက္ခသစ္စာအဲ့ဒီကြောင့်သာဒုက္ခဖြစ်ပြီးဥလိကကုံမထမ်းညင်တော့စိတ်ညစ်ရောအဲ့ဒီတော့သစ္စာဖွဲ့ကြည့် ကိုမထမ်းခြင်းနဲ့အလူကဘာသစ္စာလဲသမုဒိယသစ္စာကိုမထမ်းခြင်းပဲထမ်းရလို့စိတ်ညစ်တာကဘာသစ္စာလဲဒုက္ခသစ္စာအဲ့ဒီကြောင့်မှဒုက္ခသစ္စာဖြစ်တာအဲ့ဒါကြောင့်ဒုက္ခမှန်တယ်များဟာလောက်ရလို့ဒုက္ခဖြစ်တာမဟုတ်ဘူးမလို့ရှင်တဲ့အလူကြောင့်ဒုက္ခဖြစ်တာအဲ့ဒီအလူကြောင့်ဖြစ်တဲ့ဒုက္ခကိုမြင်အောင်ကြည့်ရမှာဒကာကြီးဥထုံးကိုမြေ့ကြည့်အောင်မယ်ခမမိမကြီးအိမ်ပေါ်ကဆင်းသွားရင်ခမစိတ်ဆင်းရမှာလားဝမ်းတာမှာလားစိတ်ဆင်းရမှာပါဗျာအဲ့ဒါပေါင်းကျင်တဲ့အလူကပြောတာနော် တကယ်လို့ဒါဒီမိမကြီးခမားကိုကကွာရှင်းနေတယ်ဆိုပါတော့မိမကြီးလည်းဆင်းသွားရောဒီမိမကြီးငါကွာရှင်းနေတာကြာလာပြီအခုတော့သူ့ဟာသူဆင်းသွားတာအေးဒါပဲဆိုပြီးခမားဝမ်းသာနေမှာနော်ဟုတ်လားမှန်ပါဗျာဒါပြင်ဒီမိမကြီးဆင်းသွားတာက ခမားကိုစိတ်ဆင်းရဲအောင်ဝမ်းသာအောင်လုပ်နေတာလားလို့ဆိုတော့မဟုတ်ဘူးခမားရဲ့စိတ်ကပေါင်းကျင်တဲ့အလူနဲ့ကြည့်တော့စိတ်ဆင်းရဲတယ်ကွာရှင်တဲ့အလူနဲ့ကြည့်တော့ဝမ်းသာတယ်ဒီစိတ်တွေကအလူထက်ကြည့်လို့ပေါ်လာတဲ့စိတ်တွေ အလိုကြောင့်ဖြစ်လာတာအဲ့ဒီအလိုကြောင့်ဖြစ်လာတဲ့စိတ်ဒုက္ခကိုမြင်အောင်ကြည့်ရစိတ်ဆင်းရဲတာမှဒုက္ခမဟုတ်ဘူးနော်ဝမ်းသာရလဲဒုက္ခပဲငကူစိတ်ကလေးငြိမ့်နေရကနေအလိုတစ်ခုနဲ့ထည့်ကြည့်လိုက်လို့ဒီစိတ်တွေကဖြစ်လာတာမို့လားစိတ်ဆင်းရဲတာပဲဖြစ်ဖြစ်ဝမ်းသာရပဲဖြစ်ဖြစ်ဖြစ်တဲ့စိတ်မှန်တယ်မြတ်ပြည့်ရလို့ဒုက္ခပဲဖြစ်ရှိပြည့်ရှင်းမကင်းတာမှန်တယ်မြတ်ဒုက္ခလက္ခဏာပဲအရတ္တမေအရတ္ထဘူတိုင်အောင် ဖြစ်ရှိပြည့်ရှင်းမကင်းလို့ဒုက္ခလက္ခဏာပဲ ါပေမဲ့အရတမဲအရတဘူကသမှုရိယာကြောင့်ဖြစ်တာမဟုတ်လို့သူကသစ္စာဖွဲ့ရင်ဒုက္ခသစ္စာဖွဲ့လို့မရဘူးတိရောဓဂုမင်းနဲ့ညာမှုလို့မက္ကသစ္စာဖွဲ့လို့ရတယ်ကဲသစ္စာလေးပါးတရားဏိကုံးချုပ်ရအောင်တိပယ်ဆိုင်ပွားဆိုတဲ့အတိုင်းဒုက္ခကိုတိသမှုရိယာကိုပယ်ဏိရောဓကိုဆိုင်မက္ကကိုပွားရမယ်တဲ့ဒုက္ခကိုတိဆိုတဲ့နေရာမှာလေဘယ်လိုတိရမလဲပိန့်ရှာပြီးတိရမှာ တဘာဝတိုင်းဖြစ်နေတဲ့ခန္ဓာဒုက္ခဥနာတိဒုက္ခတွေကတော့ပယ်လို့မရတဲ့ဒုက္ခတွေပါလားလို့သိုံမှတပါဘာမှမတတ်နိုင်ဒါပြီးပယ်လို့ရတဲ့ဒုက္ခကဘယ်ဒုက္ခလဲအလိုရောက်စိတ်မှာဖြစ်ဖြစ်လာတဲ့စိတ်ဒုက္ခအလိုအားဒါကြောင့်ဖြစ်လာရတာမို့အလိုအားအလိုကိုသာပယ်လိုက်ရင်ဒီဒုက္ခမဖြစ်တော့ပါဘူးဒုက္ခမဖြစ်တော့ဒုက္ခမငြိမ်းဘူးလားငြိမ်းပါလေဒုက္ခငြိမ်းရတာကဘာတစ္စာလဲနိရောဓတစ္စာပါဗျာအေးဒုက္ခမရှိရင်ဒုက္ခငြိမ်းရတာ နိရောဓသစ္စာနဲ့တွေ့နေမယ်ဒုက္ခငြိမ့်နေတာကစိတ်စိတ်မှငြိမ့်တာအဲ့ဒီလိုငြိမ့်နေတဲ့စိတ်ကဒုက္ခငြိမ့်ညာနိရောဓသစ္စာနဲ့တွေ့နေတယ်နိရောဓသစ္စာကိုသိတာပါသစ္စာလေမက်ကသစ္စာပါဗျာဒါဖြင့်သစ္စာလေးပါသိမသွားဘူးလားသိသွားပါတယ်ဗျာသစ္စာလေးပါကိုတော့သိသွားပြီသိရင်သိတယ်လို့မနေတတ်ဘူးလားနေတတ်ပါတယ်ဗျာဘယ်လိုနေမှာလဲဒုက္ခတွေမဖြစ်သေးတော့မဖြစ်တယ်လို့နေဒုက္ခတွေဖြစ်လာအောင်ထူတော်မပေးနဲ့ ဒုက္ခဖြစ်လာအောင်ကြံမပေးနဲ့တွေးမပေးနဲ့ကြိုက်တဲ့အလူမကြိုက်တဲ့အလူတွေထဲ့မကြည့်နဲ့အဲ့ဒီအချင်းကိုကျင့်ရမှာအဲ့ဒါမဲ့အချင်းပဲဒုက္ခနိရောဓဂါမိနိပရိပဒဒုက္ခချုပ်ချောင်းအချင်းကောင်းလို့ခေါ်တယ်အတူတူပြောမယ်ဆိုရင်တော့ဘယ်လိုကျင့်ရမလဲအလူတွေထဲ့မပေးနဲ့ထဲ့ထဲ့မရှိနဲ့တဲ့တဲ့တိဟုတ်ပြီလားကဲတော်တော့ပါပြီအေးသစ္စာလေးပါတရားကိုနာကြပြီးသဘောပေါက်ဉာဏ်ရောက်နိုင်ကြပါစေသာတူ നാടു നാടു